တော့ဒီနေ့ integration by bus ပုံစံလေးတွေတွေ့ပါမယ်အဲဒီမှာဆရာမကဘယ်ဟာကိုယူထားမလဲဘယ်ဟာကို dv ထားမလဲဆိုပြီးတော့ဘယ်ဟာကို differentiate လုပ်မလဲဘယ်ဟာကို integrate လုပ်မလဲဆိုတာကိုစဉ်းစားဆုံးဖြတ်ဖို့ရအတွက် အရင်ဆုံးစဉ်းစားရမယ့်အချက်ကလေးတွေပြောချင်ပါတယ်အဲ့ဒါလေးတွေကတော့ LIADE ပေါ့နော်အဲ့လိုလေးမှတ်ထားပေးပါ LIADE ဆိုရယ် LS ဆိုတာဘာလဲ logarithmic function တွေကိုပြောတာဥပမာအားဖြင့် log function တွေဖြစ်တဲ့ ln တွေ log တွေပေါ့နော် base ရှိတဲ့တန်ဖိုးတွေနောက် natural log တွေဒါတွေကိုပြောတာပါပြီးရင် i i ကကြတော့ trigonometric function ရဲ့ inverse trigonometric function တွေကိုဖြစ်တဲ့ဥပမာ sin inverse တို့ tangent inverse တို့ကိုပြောတာ ဒီ at sign တို့ at tangent တို့ကလည်း sin bus tangent inverse နဲ့အတူတူပဲเนาะနောက် a ကကြတော့ algebraic ကိုကိုစားပြုတယ်ဘလို့ဟာတွေကိုပြောတာလဲเนาะ constant တန်ဖိုးတွေဖြစ်မယ် x တန်ဖိုးတွေပါမယ် x square တို့เนาะ 5x square တို့အဲဒါတွေပေါ့เนาะ x 1အဲအဲ့လိုအတွဲလိုက်တွေဒီလိုမျိုးကိန်းတန်းတွေပိုလီနိုမီယယ်ကိန်းတန်းလိုမျိုး x ရဲ့ထန်ညွန်းနေ something ပေါ့เนาะတခုခုရှိနေတာတစ်ထပ်နှစ်ထပ်သုံးထပ်အဲ့လိုဆန်း အစားသဖြင့်ဒါတွေအကုန်လုံးကိုဆရာမတို့က algebraic အုပ်စုထဲမှာထည့်ပါတယ်။နံပါတ်3ကတော့ trigonometric function တွေဖြစ်တဲ့ sin cos tangent cotangent တန်းကျန်ဒါတွေပြောတာပါ။ e ကကြတော့ exponential function နော်ဆရာမတို့တွက်မဲ့ variable x ဒီထညွန်းပုံမှာရှိနေတာ e to the power ဒါမှမဟုတ်ရင် e to the power မဟုတ်ဘဲနဲ့ base က အဲကြိုက်တာပေါ့နော်တမိုးတစ်ခုခုပေါ့2 power 3 power 4 power and something ပေါ့နော်အဲဒါတွေအကုန်လုံးကို exponential fashion အနေနဲ့ပြောပါတယ်အဲ့တော့ဒီအစင်အတိုင်းဆရာမတို့ကစုံဖြတ်ပါတယ်ဘသူကိုယူထားမှလဲ low fashion နဲ့ဒီ exponential fashion နဲ့တွဲပြီးမေးလာခင်ဘသူကိုယူထားမှလဲဆိုတော့ low fashion ကိုယူထားမယ် differentiate လုပ်မယ်ကြံတဲ့ exponential fashion ကို derivative dv ထားမယ်ပေါ့အဲဒီလိုလေဒါဘသူကို differentiate လုပ်မလဲဘယ်သူကို integrate လုပ်မလဲဆိုတာအတော့ကိုအရင်ဆုံးဒါလေးကို ရှင်းပြပေးတာပါဒီသဘောတရားလေးကိုရားစေချင်ပါတယ် L I A T E ကိုမှတ်ထားပေးရမယ်ပေါ့နော် Okay နောက်ကဲစမယ်ပုံစံလေးတွေဆရာမကဒါနှစ်မှတ်တမ်းပုံစံမှုလို့ဆရာမသုံးမှတ်တမ်းငါးမှတ်တမ်းမှာတော့ integration by pass ကို detail ဖတ်စာအုပ်ထဲကပုံနေနည်းတိုင်းအဲ့လိုမျိုးပုံနေနည်းပါရှိလဲ UV minus integral VU เนาะအဲဒီတိုင်းပဲဆရာမရှင်းပြပါမယ်အခုဒီမှာတော့ဆရာမကနမတံပု္ပ္ပာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်ဆန်တဲ့နည်းနဲ့သင်ပါမယ် integral ln 2x เนาะ integral ln 2x ဆိုတာဘာလဲเนาะ integration လောက်ခိုင်းတဲ့ ln 2x ကိုကြည့်လိုက်တော့ integral of ln 2x ဒီ ln နဲ့ 2x နဲ့ခွဲလို့မရဘူး 2x ဆိုတဲ့တန်ဖိုးကို ln natural log ယူထားတာ ဲ့တော့တံမိုးဒီတစ်ခုတည်းပဲဒါဆိုရင် तू နဲ့တွဲနေတာဘယ်သူရှိလဲလို့မြင်ရမလဲဆိုရင်မြှောက်ထားတာမသိတဲ့ပုံနေတဲ့ဝမ်းလေးရှိတယ်လို့မြင်ရမယ်အဲဒီလိုလေးမြင်ရမယ်ဒါဆိုရင် function နှစ်ခုဖြစ်သွားပြီဆရာမတို့ law function ကို integrate တန်းလုပ်လို့မရအောင်လုပ်လို့မရတော့ဒါဒီတေချာပေါ့ integration by pass နဲ့တွားမှရမယ်เนาะ law alan 2x ကို integration လုပ်လို့မရဘူး integrate လုပ်လို့မရဘူးအဲ့အတွက်ကြောင့် integration by pass နဲ့သွားတော့မယ်အဲ့ဒီခါမှာဆီယမကဒါနံပါတ်တန်ဖို့လို့ DI method ကိုသုံးပြီးတော့ integration by integration by pass ကိုမှ DI method ကိုသုံးပြီးတွက်မယ်အလွယ်ပေါ့နော်အဲ့တော့ဘယ်လိုတွက်မှာလဲဒီမှာ D ရေးလိုက်တယ်ဒီမှာ I ရေးလိုက်တယ် DI method ဆိုတာဘာကိုပြောတာလဲ D ဆိုတာ differentiate I ဆိုတာ integrate နော်ဒါကိုပြောတာပါ ဒီအိုင်မက်သက်ဆိုတာ differentiate နဲ့ integrate နဲ့အဲ့နှစ်ခုကိုပြောတာပါဒါလေးကဆရာမနှစ်မှတ်တန်ပဲတွက်ပဲရပါမယ်တမှတ်တန်နှစ်မှတ်တန်တွက်ပဲရမယ်သုံးမှတ်တန်ငါးမှတ်တန်မှာမတွက်လို့မရပါဘူးဒီမှာဆရာမနှစ်ခုကိုဘယ်သူကို differentiate လုပ်မှာလဲဘယ်သူကို integrate လုပ်မှာလဲစဉ်းစားတော့မယ်1ကိုရှိတ်မှာလား allen trace ကိုရှိတ်မှာလား law ဒီအရင်တွက်ရမယ်ကောင်းပါဒါကြောင့် law ကိုရှိပ်ပါမယ် allen 2s ကိုဒီနားရေးလိုက်တယ်ဒါဆိုရင် differentiate ကဘယ်သူ့ကိုလုံးမှာလဲဆို1ကိုလုံးမှာအဲခွဲထည့်လိုက်ပြီး ဒီဘက်မှာ LN2H ဒီဘက်မှာ1ဒီဘက်ကဟာကို differentiate လုပ်ပါမယ် LN2H ကို differentiate လုပ်မယ် LN8 ကိုရှေ့ရင်1 over 8အခု8မဟုတ်ဘူး2 8ဆိုတော့1 over 2 8 2H ကိုပြန်ပြီးရှေ့တော့2နဲ့မြောက်ပေးရတယ်ဒါ differentiate ဆိုတော့မြောက်ရတယ်အဲ့တော့2နဲ့2နဲ့ cancel ကြေသွားတော့အဲ့ဒီအဖြေက1 over 8เนาะဒီ2နဲ့2ဒီ2နဲ့ cancel ကြေသွားမှာသိရင်တန်းပြီးတော့တခါတည်း1 over 8လို့ရေးလိုက်ရုံပဲမသိမှဆိုလို့ဆရာမမဖြတ်တော့ဘူးထားခဲ့မယ် ဒါရသွားပြီတခုဒီဘက်က1ကို integral လုပ်ပါမယ်1ကို integrate လုပ်တော့ x ရမယ်ဒါလေးကိုဆရာမ0မရတော့0မရမချင်းဆက်လုပ်မယ်ဆိုရင်1 over x ကို differentiate လုပ်မယ် x to the power -1 power ရှေ့ချတော့ minus တခု short တော့ x to the power -2 နောက်တစ်ခါထပ်ရှိတ်မယ် power ရှိချတော့ plus ဖြစ်သွားပြီးတော့ 2x to the power -3 ထပ်ရှိတ်မယ် ရှင်းချလိုက်တယ် minus h to the power minus 4 oh တုံညာကဘယ်တော့မှမရောက်တော့ never 0 دي equal 0 دي ဘယ်တော့မှဖြစ်မလာတော့ဒါဆိုရင်ဆရာမတို့ကဒီမှာပဲရက်ရပြီဒီတစ်ခုမှာပဲရက်လိုက်ရပြီเนาะဖြတ်ချလိုက်ပြီ stop လုပ်လိုက်ရပြီဆက်ပြီးတော့ဘာလို့ဆရာမလုပ်ဘူးလဲဆိုရင်တွက်ဆရာမလုပ်တော့ differentiate လုပ်ဆရာမလုပ်တော့ဒီမှာပဲရက်ပြီးတော့ဘယ်လိုရေးမှလဲကြည့်ရအောင်ဒါလေးနဲ့ဒါလေးနဲ့တွဲမယ် အမြဲတမ်းဒီနေရာဒီဆက်ဆက်ချင်းဟာဒီ plus ဒီကောင်လေးက minus ဒါဆိုအကယ်လို့များနောက်တစ်ခုရှိလာရင်ဘာလာမှာလဲဆို plus နောက်တစ်ခုရှိလာရင်ဘာလာမှာလဲဆို minus အဲ့ဒီလိုလာမှာเนาะအခုတော့ဆံမနှစ်ခုတည်းပဲဆိုတော့ဒီနှစ်ခုတည်းပဲပြန်ဖြတ်လိုက်အောင်မယ်အဲ့တော့အရာဒီလက္ခဏာပါအဲ့တော့ဆံမဒီမှာကြည့်ရေးမယ်ဒီ plus alan twist နဲ့ဒီ h နဲ့ဘာလို့ရလဲဆိုဒီဟာမျှွာတာ multiply လုပ်ရတာဒီနှစ်ခုအဲ့တော့ ဆရာမရဲ့ integral ln2h ရဲ့အဖြေလေးက dh ရဲ့အဖြေလေးက ln2h နဲ့ h နဲ့ကိုမြှောက်လိုက်တယ်အဲ့ဒါဘယ်လောက်ရလဲ h ln 2h ဟာဝင်နော် h ln 2h ရပြီဆက်ပြီးတော့0အထိမသွားတာမို့လို့0အထိမရောက်ဘူးမို့လို့ဆရာမတို့ကဒီအဆက်မှာဆရာမတို့ integral နဲ့ပြန်ပြီးတော့ဖော်ပြပေးရမယ်0အထိမရောက်သွားလို့ ဒါဆိုရင်ဒီနှစ်ခုကိုလည်းမြောက်မယ်เนาะတန်တန်းနဲ့ပဲမြောက်မှာเนาะဒီနှစ်ခုဒီနှစ်ခုကိုတန်းနဲ့မြောက်မယ်မြောက်လိုက်တော့ဘယ်လောက်ရလဲဒီမှာကန်ဆယ်ခြေထားတာရှိတော့1 over h နဲ့ h နဲ့မြောက်မယ်လက္ခဏာရောဒီမှာရေးမဲ့လက္ခဏာအပေါင်းလားအနှုတ်လားဒီမှာကြည့်လိုက်ပါ minus ဒီနှစ်ခုမြောက်လို့ထွက်လာတဲ့အဖြေဒီ minus ဒါကြောင့် minus integral 1 over h h dx ဆရာမပြန်ပြီးကြည့်ရင်သိအောင်လို့ထည့်ရေးပေးခဲ့တာပါတကယ်တော့ခြေလိုက်လို့ရနေပြီခြေလိုက်ရင်ဘယ်လောက်ရမလဲ1ပဲရမယ်ဒါကြောင့်ဒီအရှိက ace ln 2 ace အနောက်က1ကို integrate လုပ်တော့ ace ရတယ် plus c ဒါအဖြေပဲပြီးသွားပြီเนาะဘာမှဟို integration by pass ကို u တွေ v တွေထားပြီးတော့တွက်နေစရာမလိုတော့ဘူးအရန်ကိုမြန်တော့เนาะအဲ့တော့ဒီနည်းလေးကိုသုံးလို့ရပါတယ် di method က တချို့ပုံစံတွေမှာကြာ real method ကနည်းနည်းခက်ခဲတယ်ပေါ့နော်အခုဒီမှာမေးသွားသမျှတော့အဆင်ပြေတယ်ဒါကြောင့်ဆရာမဒါလေးနဲ့ရှင်းပြပါမယ်အဲ့တော့ answer ဒီဒီအပုတ်အတွက်အဖြေကဘယ်လိုရမလဲဆိုတော့ as ln 2 as minus as plus c နော်အဲ့တော့ ဒီအိမ်မက်သက်ကို ကိုမရသေးဘူးဆိုရင်တေးသေးချာချာလေးလိုက်ပြီးတော့တွတ်ပါတစ်ခေါက်မရနောက်တစ်ခေါက်ထပ်တွတ်ပါအရင်တော့မတင်ဘူးသားဘူးဆိုရင်ပေါ့နော်ကဲနံပါတ်19သူလည်းအတူတူပဲ Alan 3H ဆီယမမှာ Alan 3H ပဲရှိတယ်ခွဲလို့မရဘူးဒါလေးရတခုသူ့ကို integrate လုပ်ခိုင်းတယ်လုပ်လို့မရသေးဘူးဒါကြောင့်နောက်မှာ tick လေးခေါ်လိုက်မယ်1ဒီဘာနဲ့မြတ်မြတ်မြောက်တဲ့ကောင်ပဲဆိုတော့အတူတူပဲဆိုတော့ ဲ့တော့ဆရာမ DI method ကို သုံးမယ် integration ဘိုင်း pass နဲ့တွားရမှာပဲဒီကလည်းအဲ့တော့ DI method ကိုသုံးပြီးသုံးပြီးဆိုတော့ဆရာမဒီလိုလေးအကျန်လေးရေးလိုက်ပြီးအများတန်းဒီနေရာမှာဘာဖြစ်မှာလဲဆိုတော့အပေါင်းစစချင်းအပေါင်းဒုတိယအနှုံးနောက်တစ်ခါလာရင်အပေါင်းဒီလိုလာမှာလက္ခဏာနော်အဲ့တော့အခုဒီမှာဆရာမကဘု து ကိုရှိပ်ပြီးတော့ဘု து ကိုရိမ့်ပါလေ Alan 3x နဲ့1နဲ့ဆရာမရှိမှပြောတယ်ဗါလဲ ဒီအရှိမဆက်စားခြင်းပြောခဲ့တဲ့ဟာရှိတယ် LI Lord Fashion Lord Fashion ပြီးရင် Trigo ရဲ့ Inverse Fashion အဲ့ဒါပြီးလို့ရှိရင် Algebraic Fashion Trigonometric Fashion Exponential Fashion ဒီအစဉ်အတိုင်းပဲဆရာမတို့ကဦးစားပေးအရင် differentiate လာမှာ အဲ့တော့ဒီမှာ ln 3h ရယ်1ရယ် ln 3h ဒီ log function ဒါကြောင့်သူ့ကိုအရင် differentiate လုပ်ရမယ်သူ့ကို shape တဲ့ထားလိုက်ပြီဒီနားမှာ1 ln 3h ကို shape မယ်1 over 3h into 3 3နဲ့3နဲ့ကြေသွားပြီဘာရမလဲဆိုတော့1 over h ပဲရမယ်ဟောဒီဘက်ချမ်းမှာဘသူ့ကို integrate လုပ်မလဲ1ကို integrate လုပ်မယ် h ထွက်မယ် ပြီးရင်ထပ်ပြီးတော့လုံမယ်ဆန္ဒလိုပဲထပ်လုံလဲ0မဆုံးတဲ့အတွက်ကြောင့်လို့ဆရာမတော့ဒီမှာပဲ stop လုံလိုက်ပြီဒါဆိုဘယ်သူနဲ့ဘယ်သူနဲ့မြောက်မလဲဒီလိုဒီဇောင်းလေးမြောက်မယ်เนาะဒီဇောင်းလေးမြောက်မယ်ဒါကဒီအတွဲလိုက်ကြီးဆရာမဘာလို့ရမှာလဲမှတ်မြောက်တော့ပဲနဲ့ယူရမှာဒီအတွဲလိုက်ကြီးယူပြီးတော့ integrate လုပ်ရမှာကိစ္စသည်မပြတ်သွားလို့ကဲဟုတ်ပြီဒါဆိုရင်ဆရာမ integrate ln3a dh equal ဒီနှစ်ခုမြောက်လိုက်တာ ace ln 3h လက္ခဏာဒီအပေါင်းเนาะ plus ဒါ plus ln 3h times a အဲ့လိုပြောတာเนาะအဲ့တော့ ace ln 3h ဒါဆိုရင် minus 1 over ace ace အဲ့တော့ minus 1 over ace ace ဆိုတော့ minus ပါမယ်အပြင်ကိုထုတ်ထားလိုက်မယ်1 over ace နဲ့ ace နဲ့ multiply လုပ်တယ် dx အဲ့ဒီတော့ x နဲ့ x နဲ့ cancel ကြည့်တော့1ကျန်တယ်1ကို integrate လုပ်တော့ x ရတယ် minus ဒီရှိရ x ln 3x + c ဒါဆိုဆရာမအဖြေလေးကဘယ်လိုရမှာတော့ answer လေးကဒါလေးပေါ့เนาะနောက်ဆုံးပိတ်ရသွားပြီပေါ့ပြီးသွားပြီပေါ့ဒီပုံစံလေးကိုဆရာမတို့တွက်နေကြပုံစံဖြစ်တဲ့ဟိုอ่ะเนาะ ဟို integration ပိုင်း pass textbook ထဲကပုံစံဖြစ်တဲ့ဟာလေးနဲ့ဆရာမဒါလေးကိုအဲတွက်ပြပေးခဲ့အောင်မယ်เนาะဆရာမတို့ယူထားမယ်လက်ဘယ်သူကိုယူထားမလဲဆရာမဆွမ်းတော်ကပြောတယ်ဘယ်သူကိုယူထားရင်ကောင်းမလဲ let u equal to law function ကိုယူထားမယ် alan 3h du equal to 1 over 8 dx နော်ကြည်သွားပြီဆိုတော့တစ်ခါလေးရေးလိုက်ပြီ အဲ့တော့ DU equal to 1 over HDH ကျန်တာကိုဆံမကဘာထားရမှာလဲ DV ထားမှာ DV equal to DH ပေါ့ 1DH လို့ရေးခြင်းလဲရတဲ့အတူတူပဲဆိုတော့အဲ့တော့ V ကိုလိုချင်တဲ့ integral လုပ်မယ် V ပဲကျန်တယ်ဒီဘက်ကဟာကို integral လုပ်မယ် 1DH ကို integral လုပ်တော့ x ရတယ် V equal to x ဆံမပုံသင်နည်းလေးရှိတဲ့ integration by parts ပုံသင်နည်းလေး ln 3h ကို integrate လုပ်မယ် uv minus integral vdu เนาะပုံသင်နည်းလေးမရမှာဆိုလို့ဆရာမဒီနားမှာပြန်ရေးခဲ့မယ် uv integral vdu အဲ့တော့ u တန်ဖိုးอ่ะဆရာမဘာထားထားတာလဲ u ln 3h အဲ့တော့ ln 3h v တန်ဖိုးက x minus integral v r x du 1 over x dx equal ဒီမှာ x လေးကိုရှေ့နှာထုတ်ရေးမယ်ဒီမှာတွားပြီးရောင်ပြီးတော့ x square ဆိုမြောင်မိမယ်เนาะမြောင်လို့မရဘူးရှေ့က island natural လို့ယူထားတာ 3x က minus x နဲ့ x နဲ့ cancel ကြည်သွားတယ် 1dx 1ကို integrate လုပ်တယ် x ရမယ်အဲ့တော့ x ln 3x minus x dx အော်เนาะကြိုက်တဲ့အနည်းနဲ့တွက်ပါ အတူတူပဲဒါပေမဲ့ဆရာမတို့သုံးမှတ်တန်နေငါးမှတ်တန်နေမှာပေါ့မှာတော့ဒီနီးမှာပဲအမှတ်ပေးမှာပါဒီနီးကတမတ်နှစ်မှတ်အတွက်ပဲသုံးလို့ရပါမယ်အဖြေကတော့နောက်ဆုံးပါဖြစ်လက်အတူတူပဲဒီအဖြေနဲ့ဒီအဖြေနဲ့အတူတူပါပဲရမယ်နော်